ကျေရိုနံပါတ်1ပုံစံလေးကိုတစ်ချက်လောက်ကြည့်ကြည့်ရအောင်နံပါတ်1မှာတချို့ရင်းဆုံးမေးခွန်းလေးရေးလိုက်ပါမယ်ကျူရူဆော a square over b cube multiply by ကျူရူဆော b square over b power minus 1 a power minus 1 multiply my square root so a over b multiply my square root so a power minus 1 over b power minus 1ဆိုပြီးတော့ရင်ကူးလိုက်ပါမယ်အဲ့တော့တချို့ဒီပုံစံလေးကိုတွေ့တဲ့အခါမှာတချို့တို့က square root ရဲ့ကျူရဲ့ဆိုပြီးနှမျိုးရှိပါတယ်ဒါကြောင့်မို့လို့တချို့တို့တွေက root တူတဲ့အမျိုးအစားတွေကိုတမိုးအောင်ထည့်ထည့်ပါမယ်ကဲဒါဆိုကြည့်ကြည့်ရအောင်ကျူရူဆို a square square over b cube b power minus 1 e power minus 1 multiply my square root ကိုလည်းဒီချေတို့တမှုအောင်ထည့်ထည့်လိုက်ပါမယ် a multiply my a power minus 1 b multiply my b power minus 1ပြီးတော့ရင်တော့ဒီချေတို့တွေရဲ့ powers rules တွေအရာ teacher တို့က base to rate gain တွေပေါ့အခြေ to rate gain တွေစားထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ teacher တို့နှုတ်ပါမယ်။ကဲဒါဆိုလို့ရှိရင် a လေးကိုကြည့်ရအောင်။ a square teacher တို့ရဲ့ပိုင်းခြေမှာ a power -1 ဖြစ်တဲ့အတွက်ကြောင့်မို့လို့ teacher ကပိုင်းဝေကိုတင်လိုက်တော့ minus က plus ဖြစ်သွားပါတယ်။ဒါကြောင့် a square plus 1မှာ b မှာဆိုလို့ရှိရင် b cube ဒီမှာ teacher တို့ -1 ရှိပါတယ်။ teacher တို့ရဲ့ပိုင်းဝေက2ကလေးကပိုင်းကြည့်ဦးစင်းလာတော့ -2 ပါ။ဒီမှာ double line ပါ။အဲ့တော့ဒီမှာဆိုလို့ရှိရင် square root အောက်မှာတော့ teacher တို့က base 2တဲ့ကိန်းဂဏန်းတွေပဲ algebra တွေပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တခါတည်း teacher တို့ကနှုတ်လိုက်လို့ရပါတယ်နော်။အဲ့တော့ two rules of a ကိုတချဲလို့ရှင်းလိုက်တဲ့အခါမှာ a ကျူပါ B လေးကိုရှင်းလိုက်တဲ့အခါမှာ B power B power 3 1ဆိုတော့တချဲတော့ကဘာဖြစ်သွားပြီလဲဆိုတော့ -2 -2 or 2 2ပေါ့နော်နှစ်တန်းနဲ့ဒါဆိုရင်2-2ဖြစ်တဲ့အတွက်ကြောင့်မလို့တချဲတို့ကြည်သွားတော့၃ညဖြစ်ပါတယ် B power 0ပါ multiply by တချဲတို့တွေက square root လေးကိုရှင်းလိုက်တဲ့အခါမှာလည်းတစ်ထဲကတစ်ကိုနှုတ်တော့0ပဲကျန်ပါတယ်အဲ့တော့တချက်သားတွေတမိတွေတိမယ်လို့ထင်ပါတယ်။ဘယ်ကိန်းကုန်မဆိုတချက်တို့ကထညွန်းက၃ညဖြစ်နေခဲ့တယ်ဆိုရင်အဲ ီကိန်ကတချေရူတည်ရပါတယ်။ဒါကြောင့်မို့လို့တချေရူကျူရူဆို AQ over 1မှာ multiply by တချေရူဒီမှာဆိုလို့ရှိရင်လည်း1ပဲဖြစ်တဲ့အတွက်ကြောင့်တချေတက်လို့ရေးလိုက်ပါမယ်။အဲ့ဒီမှာသားတို့တမီးတို့ကဒီလိုမျိုး over 1နဲ့ပြင်ရေးချင်တော့ဆိုလို့ရှိရင်တခါတည်းပဲတချေက denominator အပိုင်းချီမှာရှိတဲ့တက်ကလေးကိုဖျောက်ပြီးတော့ကျူရူဆို AQ လို့ပဲတခါရေးလိုက်ပါမယ်။ကဲဒါဆိုတချေရူရဲ့ကျူရူလေးကို power ဖြစ်တဲ့ ထညွန်းလေးပြောင်းရအောင်ဒါဆိုကျုလူလေးကိုထညွန်းလေးပြောင်းလိုက်ရင် the whole power 1 over 3နဲ့ညီပါတယ်တင်းနဲ့မြောက်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ teacher တက်ကလေးကိုထည့်ပြီးတော့မရေးတော့ဘူးเนาะအဲ့ဒီမှာ teacher တွေက powerful power တင်း power ချင်းချင်းမြောက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့3နဲ့3နဲ့ကို teacher ခြီးလိုက်ပါမယ်ဒါဆို teacher တို့မှာကျန်တဲ့တန်ဖိုးက a power 1ဆိုတော့ teacher ရဲ့ values ဒီ a ဖြစ်ပါတယ် ဒီချက်နံပါတ်3လေးကိုတစ်ချက်လောက်ကြည့်ကြည့်ရအောင်နံပါတ်3လေးမှာဆိုရင်ဒီချက်တို့တီကိန်းနဲ့စာကိန်းနဲ့ပြီးထားပါတယ်ပိုလီနိုမီရဲ့ကိန်းတန်းတွေကိုဒီချက်တို့ကစာမှာဖြစ်ပါတယ်ဒါဆိုဒီချက်မေးခွန်းလေးအရင်ဆုံးရေးလိုက်ပါမယ် 3x power 5 minus 2x power 4 plus a square minus 2 divided by a square plus ace plus 1မှာအဲ့ဒီမှာတချို့တို့အရေးကြီးတာဒီတီဂိမ်းမှာတီဂိမ်းကိုတချို့တို့အမြဲတမ်းဘာလို့ခုလိုရလဲဆိုရင်သူ့မှာပါနေတဲ့ထန်ညွှန်းလေးတွေကိုတချို့တို့ကကြည့်ဖို့လိုအပ်ပါတယ်ထန်ညွှန်းလေးတွေဒီအမြဲတမ်းတချို့တို့အစင်လိုက်တိုင်းဖြစ်နေရပါမယ်အကယ်၍များတချို့တို့ဒီမှာဆိုလို့ရှိရင် x to the power of 5 x to the power of 4ဒါဆိုဒီမှာတချို့တို့ကထန်ညွှန်းက3ထက် ပြောင်းနေပေါ့နော် x cube ပြောင်းနေတယ်ပြီးွားရင် x power 1တစ်ထပ်ပြောင်းနေတယ်ဒီလိုမျိုးဒီချေတို့ကမပါတဲ့ထန်ညွန်းတွေအတွက်ကို 0x cube 0x ဆိုပြီးတော့ဒီချေတို့တွေအတွက်အခရာကိန်းလုံးလေးတွေထည့်ပြီးတော့မှစားဖို့လိုအပ်ပါတယ်ပိုလီနိုမီယယ်တွေကိုစားတဲ့အခါမှာအဲ့ဒီအချက်ကအရေးကြီးပါတယ်နော် ဒါဆိုဒီချက်တို့တွေကြည့်ကြည့်ရအောင် 3ace power of 5 minus 2ace power of 4ဒီမှာဒီချက်တို့ထပ်ညွှန်းက3ထပ်မရှိတဲ့အတွက်ကြောင့်မလို့ဒီချက်က black 0 ace cube ပြီးွားရင် plus a square တစ်ထပ်လည်းမရှိတာဖြစ်တဲ့အတွက်ကြောင့် plus 0 ace minus 2ပါကဲဒါဆိုဒီချက်တို့တွေ divide လုပ်ကြည့်ကြည့်ရအောင် ဒီချေရုမှာရှိတာက a square ဒီချေရုတွေကဒီမှာဆိုစားလို့ဖြည့်ရမှာက 3x power 5ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချေရု 3x cube နဲ့မြောက်ပါမယ်. 3x cube နဲ့ a square နဲ့မြောက်တယ်ဆိုလို့ရှိရင် 3x to the power of 5ပါ plus 3x power 4 plus 3x cube divide လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချေရုလက္ခဏာလေးတွေပြောင်းသွားပါမယ်. minus 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 ဒါဆိုဒီမှာဒီချေရု ကြည့်သွားပါပြီ။ကဲဒါဆိုလို့ရှိရင်ဒီချို h to the power of 4လေးကိုရှင်းလိုက်တဲ့အခါမှာ minus 5h power 4 minus 3a cube ပြီးွားရင်ဒီချက်လို့တွေက algebra တစ်ခုကိုဆွဲချလိုက်မယ် a square ။ကဲဒါဆိုရင် negative 5h power 4ကိုဒီချက်လို့ကခြေဖို့အတွက်ဆိုလို့ရှိရင်တို့တွေမြှောက်ရမယ်ကင်းဒီ minus 5h square ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီချက်လို့ဝင်ပြီးမြှောက်လိုက်ပါမယ် -8 power 4 minus 5ax cube minus 5a square ကဲဒါဆိုဒီရှင်တို့လက္ခဏာလေးတွေကြောင်းရအောင် minus ဆိုတော့ plus ဖြစ်သွားမယ် plus ကဲဒါဆိုရင် negative 5x power 4နဲ့ plus x power 4လို့ခြေသွားပြီ။ကဲဒါဆိုတချို့ x cube လေးကိုရှင်းလိုက်ရအောင်။ရှင်းလိုက်တဲ့အခါမှာ 2x cube black cis a square ကဲဒါဆိုတချို့တွေတစ်ခါဆွဲချလာက 0x ပါကဲဒါဆို 2x cube လေးကိုပြတ်ဖို့အတွက်ဆိုရင်ဒီချေတို့က 2x 2x လေးနဲ့ညှောက်အောင်မှာဖြစ်ပါတယ်ကဲဒါဆိုညှောက်လိုက်ရအောင် 2x cube 2a square 2x ဒီချေတို့ဒီလက္ခဏာလေးတွေပြောင်းဖို့မမိပါနဲ့လက္ခဏာလေးတွေပြောင်းပြီးတော့ဒီချေချီလိုက်မယ်ကဲဒီမှာဆိုရင်နှုတ်လိုက်တဲ့အခါ 4a square minus 2x ပြီးတော့ဒီချက်နောက်ဆုံးကျန်နေတဲ့ minus 2လေးကိုဆွဲချပါမယ်ကဲဒါဆိုရင် 4x2 လေးကိုပြတ်ဖို့ဆိုရင်ဒီချက်တို့ညှောက်ရမှာက plus 4ကဲဒါဆိုရင်တို့ညှောက်ရအောင် 4x2 plus 4x plus 4ပါ minus 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 ကဲဒါဆိုဒီချက်4 is square 4 is square ကကြည်သွားပြီဒီမှာဆိုရင်အနှုတ်အနှုတ်ဆိုဒီချက်ကိုပေါင်းလိုက်တော့ -6a minus 6ဒါကြောင့်မလို့ p1 ရဲ့တချို့အဖြေပြန်ထိုးရပါမယ် answer အနေနဲ့တချို့ရလာတဲ့စားလက်သည် 3a cube minus 5a square ဒီချက်မဆက်တော့လို့အောက်တစ်ချောင်းမှာရေးလိုက်ပါမယ် plus 2a plus 4အဲ့တော့ဒီချက်တို့မှာအကျဉ်းနဲ့ကျန်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချက်တို့အကျဉ်းနေရတော့ -6a -6 ဖြစ်ပါတယ် ချေရနံပါတ်4လေးကိုကြည့်ကြည့်ရအောင်နံပါတ်4လေးမှာ solution နဲ့တချို့လိုကိုဂိမ်းတန်းလေးတွေပေးထားပါတယ်ဒါလေးတွေကိုတော့တချို့တွေကစာခွက်ဂိမ်းလေးတွေခွဲပြီးတော့ reduce cancel ပေါ့နော်ခြေချရမှာဖြစ်ပါတယ်ခေတာဆိုတချို့မိန်းကလေးအရင်ဆုံးကိုလိုက်ပါမယ် 3t square minus 27 over t square plus t minus 6 multiply by t square plus 3t over 6 multiply by 2t minus 4 over t minus 3ဒါဆိုတချို့တွေကအရင်ဆုံး 3t minus 27ပါဆိုလို့ရှိရင်3လေးကိုပုံထုတ်လို့ရပါတယ်ဒါကြောင့်တချို့တို့3 multiply by t square minus 3ကိုပုံထုတ်လိုက်တော့27ပါ9အဲ့တော့ပြီးွားပြီဆိုတချို့တို့က t square plus t minus 6ကိုတချို့တို့စာခွဲခွဲပါမယ် t square ဖြစ်တဲ့အတွက်ကြောင့် t နဲ့ t နဲ့မျှလို့ရတယ်။ teacher တို့ဂိမ်းနေပြီးလက္ခဏာမတူရပါဘူး။ဂိမ်းနဲ့နှစ်ခုပါဘောနော်လက္ခဏာမတူရဘူး။ဒါကြောင့်မို့လို့6တီ3နှစ်လီ6နဲ့ teacher တို့တွေ့မှအဆင်ပြေပါမယ်။အဲ့တော့ 3t ဒါက 2t အဲ့တော့ teacher တို့လိုချင်တာက flex t ဒါကြောင့်မို့လို့ကြီးတဲ့ဂိမ်းဟာအပေါင်းငယ်တဲ့ဂိမ်းဟာအနောက်ပါဒါကြောင့်မလို့နှစ်ကွင်းခွဲလိုက်တဲ့အခါ t + 3 multiply by t - 2 မတက်သွားပါကြည့်ဒါဆို t square plus 3 t မှာလည်းဒီချက် t ကိုပုံထုတ်လို့ရတာဖြစ်တဲ့အတွက်ကြောင့် t plus 3 over 6 multiply by 2t minus 4မှာလည်းဒီချက်2လေးကိုပုံထုတ်လို့ရပါတယ်ဒါကြောင့် 2m multiply by t minus 2 over t minus 3ဒါဆိုဒီချက်ဒီမှာနည်းနည်းလေးခဏလေးတွေရှင်းသွားအောင်လို့ခြေစရာရှိရာခြေခဲလိုက်ပါမယ် t plus 3နဲ့ t plus 3နဲ့ကြည့်မယ် t minus 3 t minus 3ပုံတလီ3 3နံပါတ်6နှစ်တလီနှစ်နှစ်တလီနှစ်ဒါဆိုတချို့တို့မှာကြံခဲ့မယ်ဂိမ်းတွေဒီဒီဟာ t လေးတလုံးကြံမယ်ပြီးသွားရင် t square minus 9ဒီချက်တို့ရဲ့ပိုင်းခြေမှာဆိုလို့ရှိရင်တော့ t-3 ကျန်မယ်အဲ့တော့ t-9 ဆိုတဲ့ gain လေးကဒီချက်တို့က difference of 2 square ပေါ့နော် difference of 2 square formula ဖြစ်တယ်ဒါကြောင့်မှလို့ဒီချက်တို့ t square minus 9ကို t plus 3တကွင် t minus 3တပွင့်ဒီချက်ကိုစာခွက်ကိခွဲလိုက်ပါမယ်။ဒါဆိုရင်ပိုင်းခြေမှာရှိနေတဲ့ t minus 3နဲ့ဒီချက်ကိုခြေလို့ဖြာပါပြီ။ဒီချက်နေရာမရှိလို့ဘေးလေးမှာဆက်ရေးလိုက်မယ်နော်။ဒါဆိုဒီချက်တို့မှာကြံမဲ့အဖြစ်က t multiply by t plus 3အဲ့တော့ဒီချက်ဝင်မြှောက်လိုက်မယ်။ t square plus 3t ပါ။